ရုပ်ရှင်အမေများအဖွဲ့အတွက်ကိုကျွန်တော်တို့တာရင်နာရင်ကျမ်းမာရေးအစအားလုံးစသရရအသုံးပြုနိုင်ရန်အတွက်ဝေပရိသာပင်စိုက်ထူခဲ့တဲ့ဝေမောင်းမှာတော့အားလုံးပေါင်း3900နဲ့55ပြည့်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကိုကျွန်တော်တို့ကဗန္နာအမေများအဖွဲ့အတွက်အောက်ပို့ပြီးတော့ကျွန်တော်တို့ကလူရမ်းမေးမှာဖြစ်ပါတယ်အဲ့တော့ กูทนทนเลยเนี่ยมานโมโไใ่รดู มีเมียคนด้วยกูจะมารู้ตัวอยู่ในทีไซทุกวินาทีก็อยากวิว่าตีงายาเนี่ยสนาตีป่าเลยเนี่ยจะมารู้ท่านสาวกูมีเมียคนด้วยจูนันไล่บ่าวเมียวิบริดาเป็นไซทุกได้บ่าวမင်္ဂလာပါ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  အမေကတော့ကိုမိုးဦးကိုထူးထူးပဲကျေးဇူးတင်ပါတယ်။ဟုတ်ပါဘူး။ကိုမိုးကိုကျေးဇူးတင်တာထက်ကိုကိုမိုးဒီနေ့ပျော်နေတာကိုကြည့်ပြီးတော့ဘယ်လိုလဲ။ဟုတ်ပါသူတကားမှာပဲပျော်ဘူးအဲ့ဒါလို။အဲ့သူပျော်သလိုကိုလည်းပျော်ရတာ။အမေတို့လည်းသားတယောက်ကောက်ရတယ်။အမေကသူကအစိုးရလားဒရိုက်တာလား။အဲ့သူကအစိုးရဒရိုက်တာမင်းသားတော့ဖြစ်ဦးမှာ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီကောင်နောင်ဘွားကြမ်းပြောတာ။ဟောလေအမေတွေကို ထိုက်ထိုက်တန်တန်နဲ့ ်ကျွန်တော်တို့မျှော်လင့်ထားသလိုဟုတ်ကဲ့အဲ့လိုကုညီခွင့်ရတယ်အဲ့အတွက်အရန်ခြေစူးတင်တယ်အရန်ပျော်တယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်ဒီပွဲမှာဒီလိုမျိုးလေးစိတ်လို့ကိုလို့လေးအဲ့လိုပျော်မိတာပေါ့နော်ဟုတ်ကဲ့ကိုမူအဲ့လိုလုံးမပင်အမေတို့မဖြစ်ပါဘူးအဲ့ဒီခြေစူးအထူးပဲတင်ပါတယ်ကွယ်ตาလူလဲခေါ်ပါတယ်ငါသားကျမ်းမာခြင်းချမ်းသာခြင်းအသက်ရှည်ခြင်းပြီးပြုတ်ဆုံးငါသားလိုခြင်းနဲ့ဆန္ဒနေမဆိုင်ညမဆိုင်ပြီးပြည့်စုံပါစေ အေးစနဲ့ပြေးပါစေဒီလိုလေးကိုမိုးကိုပြန်မန်းခဲ့လားဒီလိုဖြစ်ဖို့အတွက်ဖမ်းမမျောမမူမျောမမူကျွန်တော်တို့အခုကျွန်တော်တို့ကဇကားကိုနှစ်ပတ်တင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကအရင်မဲ့ပြန်ရတာဟုတ်ကဲ့နော်အရင်မဲ့ပြန်ရတာအဲ့တော့အော်ကျွန်တော်ကမဟာတို့ဘာတို့တော့တစ်ချက်မေးတာပေါ့နော်ဒီရုပ်ရှင်ဇာတ်ကားတွေကိုပြန်ဝင်ရင်ဘလို့ဟိုဘလို့ရှိလဲဘာညာဆိုကြမှာအဲမဟာကလည်းဒီပြောဒါမဲ့လောလောဆယ်မှာသူတို့ကဇာတ်ကားတွေဝယ်တဲ့ကိစ္စကိုခဏလေး break လုပ်ထားတယ်ဆိုတော့ကျွန်တော်ကအဲ့မှာကထုံးကို ပြောပြတာပေါ့အကိုဒီလိုတော့ရှိတယ်ဒါပေမဲ့အဲ့လိုပြန်ဝယ်ပြီဆိုတော့300လောက်တော့ပေးပြီးဝယ်တယ်လို့ပြောတယ်လို့အဲ့လေကျွန်တော်အဲ့လိုပြောလိုက်တယ်အဲ့မှာကတော့ okay okay ဆိုပြီးတော့အဲ့မှာသူက hey play ကိုသူကတခါတည်းဖုန်းဆက်ပြီးတော့ပြောတယ်ပြောတော့ hey play ကလည်းဒီလိုမျိုးဟိုဝယ်လေးဝယ်ထားတော့တိတ်မရှိသေးဘူးသူကလေအဲ့တော့အဲ့မှာဥထုံးကပြောတဲ့အတွက်သူတို့အချင်းချင်းဆိုတော့တစ်ခုပေါ်မှာဟုတ်ကဲ့ဟုတ်ကဲ့လည်းမငင်းဘူးဝယ်ပေးမယ်ဟုတ်ကဲ့အဲ့မှာ သိန်း350နဲ့ဒီဇာကားကိုဂုံဇာကားကိုဝယ်ပြီးတယ်ပေါ့အဲ့မှာဥထုံးကကျွန်တော်ပြောတာသိန်း400ဆိုတော့တော့ဟိုဘက်က350ပြည့်တော့ဥထုံးကနောက်ထပ်50သူကသူကသူကလူလား400ပြည့်အောင်လို့အဲ့လိုမျိုးတွေလေဆိုတော့ကျွန်တော်ပြီးတော့ပြီးတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့အပြင်လောက ပြင်စည်းဝိုင်းနဲ့လေပတ်နေကြတာဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်ပါတယ်ဟုတ်ကဲ့အပြင်လောကအပြင်စည်းဝိုင်းနဲ့လေပတ်နေကြကျွန်တော်တို့အမှုပညာလောကနဲ့ရင်းနှီးပြီးတော့လုတ်ကင်စားတောက်ကြတဲ့လူတွေမဟုတ်ဘူးဟုတ်ပါတယ်ဒါပေမဲ့သူတို့ရဲ့တရားနဲ့စေတနာဘာလို့တော့တွေ့လဲဆိုတော့ဟုတ်ကဲ့သူကမိပါခြင်းကိုခြင်းစာဟုတ်ကဲ့မိပါခြင်းကိုခြင်းစာတဲ့စိတ်နဲ့အာတကယ်လိုအပ်နေတဲ့အမေတွေအတွက်ကိုဖြည့်ဆည်းပေးခြင်းတယ်ဟုတ်ကဲ့အဲ့မှာသူတို့ကဒီခုနပြောတဲ့ငွေပရိသေပင်စိုက်ဖို့တိတ်လျရတယ်မကောက်ဟုတ်ကဲ့ သူတို့ရဲ့လုပ်ဖို့ကိုင်မဲ့ partner တွေကိုတခါထပ်ပြီးတော့ဒီအမေတွေကတော့ဒီလိုရှိတယ်ဆိုတော့အချိန်မှာအကုန်လုံးဝိုင်းပြီးတော့ထပ်ပြီးတော့ကူညီကြတာအဲ့တော့ဟိုတင်းရှိရနေပါဖြစ်သွားတယ်ဖြစ်သွားဟုတ်ကဲ့တိတ်ဝန်းသားကြီးကောင်းလားဟုတ်ကဲ့ဘာဆောင်လို့ပြတာငါ15ဆင့်ဟုတ်ကဲ့15ဆင့်အခုအမေတွေကိုလက်ဝဲရောက်လုပ်ပေးလိုက်တာတယောက်30ဟုတ်ကဲ့ဟုတ်ကဲ့တယောက်30ရှိတယ်ခုနစာအိတ်လေးတွေကဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုရှိတယ်ဒီညအတွက်အမေတယောက်ကိုဟုတ်ကဲ့ဆက်ကို သိမ်း30ဒီနော်သိမ်း30ဒီအာသိမ်း30ဒီဒီမှာ33ဒီဒီကျွန်တော်တို့ကဒီဖန်ထဲမှာမေရိုနဲ့နာမည်နဲ့မြညာဘွဲ့နာမည်နဲ့အကောင့်ကိုပြလာသိမ်း900ကို915ဒီအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဟို ကျေနပ်တာပေါ့နော်ကျွန်တော်တို့အနုပညာရုပ်ရှင်လောကသားချင်းတော်မှဒီလိုမျိုးရှိသေးဘူးပေါ့နော်ရှိသေးဘူးပေါ့အဲအပြင်ကဒီစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့မိဘချင်းကိုချင်းစားတဲ့စိတ်နဲ့ဒီလိုမျိုး ဖြည့်ဆည်းပေးခဲ့တဲ့အတွက်ကျွန်တော်အယံဝမ်းသာတယ်။ဘာဖြစ်လို့ကျွန်တော်လုပ်ပေးရတဲ့အတွက်အမေတို့မှဒီလိုခံစားခွင့်ရသွားတယ်။ဟုတ်တယ်။အဲ့ပေါ်မှာအရန်ချိန်တ်တယ်ဝမ်းသာတယ်။အမေတို့ကလည်းအဲဒီရရှိတဲ့အခွင့်အရေးနဲ့ဟိုကျွန်တော်တို့ရှစ်ဆက်ပြီးတော့ဗောနော်။ကာယနာရေးအကုန်လုံးကျမကြီးကအစအကုန်လုံးအစအစအရာရာပြည်လဲအောင်ဆက်လက်ပြီးတော့အမေတို့တွေရပ်တည်သွားပါလို့ကျွန်တော်ကလည်းဒီနေ့ကနေပြောကြပါတယ်ပြောကြခြင်းပါတယ်เนาะအမေတို့ကိုလည်းအမေတို့ကိုလည်းအမေတို့ခံစားတော့ မေတို့ကိုတောင်မွေးလေးတစ်ချောင်းစီပေးလိုက်တယ်လို့ပဲဟာလားမရင်လဲအောင်ဟာလားမတိန်ဆောင်ရအောင်မေတို့ဘဝလေးနေဝင်ချိန်မှာစီးစာလေးမှာဖြောင်းမြောင်းတန်တန်သွက်နေတောင်မွေးတစ်ချောင်းပေးလိုက်သလိုခံစားရတယ်အမေကဟုတ်ပါတယ်အမေတို့အဲ့အဲ့လိုမျိုးအမေတို့ရဲ့ PT ကိုလည်းကျွန်တော်တို့ကမျှဝေခံစားရတယ်။ကိုထွန်းထွန်းလင်းမမိုးခိုင်တို့ကိုလည်းမျှဝေခံစားစီခြင်းနဲ့အဲ့တော့ဟိုနေတူပါပေါ့နော်အမေတို့စာဝတ်နေရေးဟိုစက်မရေးရစား ဟိုဖြည့်ရှင်းတဲ့နေရာမှာအာဒီကျွန်တော်တို့ဒီဘန်စာအုပ်ထဲမှာထည့်ပြီးထားတဲ့ငွေပြည်သဘင်ကနေပြီးတော့ဟိုပုံဆွဲတဲ့အချိန်မှာဟိုမေတ္တာဓာတ်လေးတွေပို့လွှတ်ကြပါတော့။ဒါဆိုကျွန်တော်တို့ကဒီဟိုဟိုရဟန်းတန်ဃာတော်တွေတောင်မှစွန်းဖုံးပေးကနေရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီစွန်းတာဃာတက္ကမတွေမေတ္တာပို့ရတာမေတ္တာပို့ရတာမေတ္တာပို့ရတာဘာလို့ဟိုအဘတ်မသိအောင်လေအဲအဲ့လိုသဘောမျိုးပေါ့နော်ဆိုတော့အဲ့ဒါမှ ပြစ်ကင်းတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲအမေတို့လည်းအဲ့လိုပဲပေါ့နော်ဒီလိုမျိုးကိုနဲ့သွေးမတော်သားမဆတ်နော်အပြန်အလှန်ဘာမှကျေးဇူးကံကျေးဇူးကားလည်းမရှိဘူးဒါပေမဲ့ကိုရီကခုနပြောတဲ့ မိဘဆိုတော့မိဘခြင်းကိုချင်းစားတဲ့စိတ်နဲ့ဒီပေးခဲ့တဲ့ပုံမှာမိတို့လည်းနေ့စဉ်သုံးဆွဲမှုပုံမှာမေတ္တာတရားတွေရှိထားပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့အပြန်နော်ကိုအတွက်လည်းအပြစ်မဖြစ်အောင်တို့အတွက်လည်းကုသိုလ်ရအောင်နော်အဲ့လေးတွေမေတ္တာပွားများပြီးတော့သုံးဆွဲပေးကြပါလို့ကျွန်တော်ကလည်းဟိုမေတ္တာရက်ခံပါတယ်နော်ကျေးဇူးတင်ပါတယ်အမေပြောလို့ပါနော်အာကုသိုလ်လေးတို့ဘုဖို့ခံတို့ကုလာပြေဒီပေဟော ကျန်တဲ့သူတို့လက်ရှိတွေပါတူးတဲ့ခါကျတော့လုံခံစားရတယ်။အော်အဲ့ဒါကတော့သူကအမှုပညာကိုလေးစားလို့ညအဖွားကြီးရဲ့သနာလို့နောက်ဒီဘက်တို့အဖေမရှိတို့အမေမရှိ အမေကိုစားအဖွားမရှိရင်အဖွားကိုစားတို့လှူမယ်ဆိုတဲ့စေတနာနဲ့လှူတဲ့အတွက်ဒီစေတနာလည်းအလွန်ပဲတန်ဖိုးရှိပါတယ်။အမေတို့ကလည်းတကယ်လိုအပ်နေတဲ့အချိန်မှာတကယ်လိုအပ်တဲ့အချိန်မှာနော်အမေကတည်းကအသက်ကြီးပြီလေအမေရရုပ်ရှင်အမှုပညာဆိုအိုဘယ်ဖြစ်သွားပြီအခုအိုဘယ်ဖြစ်တဲ့အချိန်မှာတောက်ထောက်ပေးလိုက်တဲ့ဒီတောက်ဟာ အမေတို့ဘဝခိုင်မာသောတောက်ဖြစ်ပါလေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါနော်